ကျွန်တော်တို့မူကြပါစားခင်ဗျာ2025ခုနှစ်မေလ18ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့ပါပါဒီကနေ့ညမှာထူးထူးခြားခြားတွေ့ရတဲ့သတင်းဖြစ်စဉ်တွေကရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကတိုက်ပွဲတစ်ခုမှာအကြမ်းဆက်ရှုံးကောင်စီတပ်ဘက်ကတက်ကြည်တူဦးဒီတပ်သား6ဦးနဲ့သူတို့9ဦးစုစုပေါင်း ထွက်ပြေးသွားကြတယ်လို့သိရတယ်။အဲ့ဒီထွက်ပြေးသွားတဲ့တက်ကြွကြီးကိုပဲစစ်ရှုံးကောင်စီတက်ဘက်က ပြန်ပြီးတော့ဖမ်းဆီးရမိတယ်။ဖမ်းဆီးရမိတဲ့အခါမှာအဲ့ဒီတက်ကြွကြီးကိုတက်ပြစ်လိုက်ကြပြီလို့သိရပါတယ်ခင်ဗျာ။အဲ့တော့တက်ကြွကြီးအစင်ရဖို့ဆိုတာစစ်ရှုံးကောင်စီလက်အောက်မှာနှစ်များစွာအသက်ပေးပြီးတော့တိုက်ပွဲဝင်ခဲ့အသက်ပေးပြီးတော့တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။အဲ့တော့အခုဒီတပွဲမှာမှမတက်တာတဲ့အဆုံးထွက်ပြေးတဲ့တက်ပြန်ဆုတ်လာတဲ့ဟာကို ်တကယ်လို့တက်ပြေးဖြစ်နေအောင်မှတက်ပြေးကိုပြန်မြင့်အောင်သူ့ရဲ့စစ်ဥပဒေတိုင်းတက်ဥပဒေတိုင်းဖန်စီအရေးယူရမယ်ဟာကိုသူတို့ကအခုတက်ပြစ်လိုက်ပြီဆိုတဲ့သတင်းကိုကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်အဲ့တော့ဒီသတင်းပြည်စုံကိုလည်းနားဆင်ရမှာပါခင်ဗျာနောက်တဲ့သတင်းကတော့အထွေထွေထိုးစစ်ပြည်လုံးကျုပ်ဖြစ်လာရင်ပြည်သူတွေတက်နိုင်တဲ့ဘက်ကပါဝင်ကြဖို့ဦးမင်းကိုနိုင်ကတိုက်တွန်းပြောဆိုထားပါတယ်ဘလို့မျိုးအကြောင်းအရာတွေဖြစ်မလဲဘာတွေများပြောထားလဲဆိုတာကိုလည်းစိတ်ဝင်စားစရာ နားဆင်ရပါပါအဲ့တော့ပထမဆုံးအနေနဲ့တော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကမလာကျွန်းရွာအနီးနားတိုက်ပွဲအတွင်းကနေစစ်ရှုံးကောင်စီခါလာရ34ကထွက်ပြေးတဲ့တက်ကြက်ကြီးမြင့်စော်ဟာစစ်ရှုံးကောင်စီစီမှာဖမ်းဆီးတပ်ဖြတ်ခံလိုက်ရပြီလို့သိရပါဗျ။အဲ့တော့ကြောက်ဖြူမြို့နယ်ဂုံးချိန်တိုက်နယ်မလာကျွန်းအုပ်စုအနီးနားဝန်းကျင်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းရှင်ရန်ကနေတိုက်ခိုက်နေတဲ့ခါလာရ34ကတက်ကြက်ကြီးမြင့်စော်အပါအဝင်9ယောက်ဟာ အခုရပိုင်းတွင်ထွက်ပြေးတဲ့အချင်းမလကျွန်းအနီးအနားကတရုတ်ဓာအားဖြန့်ဖြူးရေးစက်ယုံပတ်ဝန်းကျင်ကိုအရောက်မှာစစ်ရှုံးကောင်စီတပ်ဘက်ကဖမ်းဆီးပြီးတက်ကြက်ကြီးကိုတတ်ဖြတ်လိုက်တာဖြစ်တယ်လို့စစ်ရှုံးကောင်စီနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေကပြောပြကြပါတယ်။တိုက်ပွဲဖြစ်နေတဲ့နေရာကနေထွက်ပြေးတာတက်ကြက်ကြီးမြင့်စော်အပါအဝင်ခုနှစ်ဦးသူတို့မလကျွန်းဘက်ကနေနောက်ဆုတ်ပြီးထွက်ပြေးတာလမ်းမှာတညပဲကြာတယ်စစ်ရှုံးကောင်စီဘက်ကထွက်ပြေးတဲ့သတင်းကြားတော့လိုက်ရှာတယ်။ လိုက်ရှာတော့တွေ့ရင်တက်ကြွကြီးမြင့်စော်ကိုတတ်ပြစ်လိုက်တယ်။ကြံတဲ့သူတွေကိုနောက်တန်းကိုပြန်ပို့ထားတယ်လို့သိရတယ်ဆိုပြီးစစ်ဖက်ဒီသတင်းရင်းမြစ်တအူးကနေပြီးတော့အတိအကျပြောပြပါရခင်ဗျာ။မလကျွန်းအနီးကျေးရွာအနီးနားမှာဒီစစ်ချုံးကောင်စီဘက်ကအပြည့်အကာလဖြစ်တဲ့အေဘလနောက်ဆုံးဘက်အတွင်းကနေစပြီးစစ်ကြောင်းထိုးလာတဲ့အတွက်အားရကတက်တော့အေအေနဲ့စစ်ချုံးကောင်စီတက်ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့သိရပါရတယ်။အဲ့တော့တက်ကြွကြီးမြင့်စော်အဖြစ်ကတော့ရင်နာကြရပါပဲ။တသက်လုံး အဲ့တော့ဆရှုံးကောင်စီအတွက်အသက်ပေးပြီးတော့တိုက်ခိုက်ခဲ့ရပေမဲ့နောက်ဆုံးမှာဒီတပွဲအာမတန်လိုမန်လျှော့ရတဲ့နောက်ဆုံးပွဲမှာတော့အရှင်သူ့ကိုဆရှုံးကောင်စီကပြန်ဖမ်းမိတယ်ဖမ်းမိတဲ့အခါမှာအရှင်ချမ်းသာ권မပေးဘဲတက်ပြစ်လိုက်ပြီဆိုတဲ့သတင်းကတော့ရင်နာစရာကောင်းလာပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့သွားချင်ပါတယ်ဒီသတင်းကတော့အထွေထွေထိုးစစ်ပြည်လုံးကျွတိုက်ပွဲတွေဖြစ်လာရင်ပြည်သူတွေတက်နိုင်တဲ့ဘက်ကပါဝင်ကြဖို့ဦးမင်းကိုနိုင်ကတိုက်တွန်းလိုက်တဲ့သတင်းပါ မြန်မာညွှန်ရေးဆိုရဲ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားပြီးဖြစ်တဲ့အထွေထွေထိုးစစ်ကြီးဖြစ်လာရင်ပြည်သူတွေပါဝင်နိုင်တဲ့အခြေအနေကနေပါဝင်ဖို့အခုကတည်းကစဉ်းစားထားကြဖို့ဒီ88မျိုးဆက်ခေါင်းဆောင်တဦးဖြစ်တဲ့ဦးမင်းကိုနိုင်ကတိုက်တွန်းပြောဆိုလိုက်တာပါခင်ဗျာမေလာ16ရက်ကနေဂျွန်လာကုံအထိပြုလုပ်မဲ့ပေါင်းစုယုံကြီးအောင်မွဲစီတို့ပြန်လာပြီး AR campaign ဖွင့်ပွဲအခမ်းအနားမှာဦးမင်းကိုနိုင်ကအခုလိုမျိုးပြောကြားတိုက်တွန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ ကမင်းဟာ ARD တိုင်းစစ်ဌာနအောက်မှာရှိတဲ့ view ဟာဒီတက်ရင်နေတက်ဖွဲ့စစ်ကြောင်းတွေရဲ့လိုအပ်ချက်တွေကိုထောက်ကူဖို့ရန်ပုံငွေ7300ရရှိဖို့ရည်မှန်းထားတယ်လို့လည်းသိရပါဗျ။အဲ့တော့ဒီကမ်ပိန်းတာမကဒီလှုပ်ရှားမှုအပြင်အထွေထွေထိုးစစ်ပြည်လုံးကျွတ်တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာငွေကြေးတာမကသတင်းပေးနိုင်တာထမင်းကျွေးနိုင်တာစောင်းရှောက်နိုင်တာဝင်ပြီးတော့ဘာလုပ်နိုင်လဲဆိုတဲ့အချက်တွေအခုကတည်းကတွေ့ထားပါလို့ဦးမင်းကိုနိုင်ကပြောပါတယ်ခင်ဗျာ။ ဲ့တော့ထွေထွေထိုးစစ်လာမာကိုကာကွယ်ရေးဝန်ကြီးဌာနကလည်းကြေညာထားပြီးဖြစ်တယ်လို့ဦးမင်းကိုနိုင်ကအခုလိုမျိုးပြောလာပါတယ်ရန်သူကိုသိပါစေဆိုပြီးဗျောင်းဖွင့်ပြီးတော့ကြေညာတဲ့ရင်ဆိုင်ကြရမယ်ကိစ္စပေါ့အဲ့ဒီခါကျရင်တပီလုံးအတိုင်းတာအနေနဲ့ဟန်ချက်ညီဖို့ပါပဲလို့ဦးမင်းကိုနိုင်ကပြောဆိုခဲ့ပါတယ်မြစ်ထဲချောင်းထဲကဖြတ်ပြီးတက်တဲ့သူကတက်မယ်တောင်ပေါ်ကဆင်းတဲ့သူကဆင်းမယ်ကန်ယူရန်ကနေထိုးတဲ့သူကထိုးမယ်စသဖြင့်ပေါ့ဒီလိုဘ ्यू ဟာကြကြတိုက်နေနိုင်ကြဖို့လိုတယ်လို့ ဦးမင်းကိုနိုင်ကပြောပါတယ်အခုလှူရှားမှုတွေဟာနေရာဒေသတစ်ခုအတွက်မဟုတ်ဘဲပြည်တော်စုတစ်ခုလုံးအတွက်ဖြစ်တယ်လို့ဆက်ပြီးတော့ပြောပါတယ်ခင်ဗျာအဲ့တော့အထွေထွေထိုးစစ်ကြီးလာလို့ရှိရင်ပြည်သူတွေနိုင်တဲ့ဘက်ကနေပြီးတော့ဘယ်နေရာကကိုပါဝင်နိုင်မလဲဆိုတာကြိုတင်တွက်ဆတွေးတောထားနိုင်ဖို့အတွက်တက်လှမ်းလိုက်တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတင်းရင်မင်းမခံနိုင်ဘူးဆိုတဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်အခုစစ်ရှုံးကောင်စီအကြမ်းဖက်စစ်တပ်ဘာကြောင့်မို့လို့ဒီလောက်အခြေအနေထိ ခိုင်မြဲပြီးတော့ယက်တီနေနိုင်သေးတာလဲဆိုရင်ကျွန်တော်တို့ပြန်စဉ်းစားကြရတစ်ချက်ကပြည်သူတွေတင်းတင်းရင်းရင်းမပါဝင်နိုင်ကြသေးလို့ဆိုတာကိုကျွန်တော်တို့အားနည်းချက်အနေနဲ့ပြန်ပြီးတော့သုံးသပ်ရပါမယ်အခုချိန်ထိသိကြပါတယ်ကျွန်တော်တို့အမှန်တရားတစ်ခုကတော့ပြည်သူတွေပါဝင်မှု များတယ်ပြည်သူတွေရဲ့ထောက်ပံ့မှုတွေနဲ့ပဲဒီတော်လိုင်းတက်ဖွဲ့တွေကစစ်ကိုအခု၄နှစ်ကျော်၅နှစ်ဝန်းကျင်အထိအောင်ပွဲတွေအလီလီရအောင်မြို့တွေသိမ်းနိုင်အောင်တိုက်လာခဲ့ပြီးဖြစ်တယ်ဒါပေမဲ့ လက်ရှိပါဝင်နေတဲ့ပါဝင်မှုထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်အလုံးစုံပါဝင်ရမယ်ဆိုရင်ဒီစစ်ရှုံးကောင်စီအာဏာရှင်စနစ်ဆိုးကိုအမြန်ဆုံးအမြင့်ချိုးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူတင်းရင်မင်းမခံနိုင်ဘူးဆိုတော့ဆိုရိုးစကားနဲ့အညီကျွန်တော်တို့ပြည်သူတွေပါဝင်မှုကိုထပ်ပြီးတော့အားကောင်းမောင်းတန်ဖြစ်ဖို့ထပ်ပြီးတော့ပါဝင်ရဖို့လေဒီနေရာမှာဒီသတင်းနဲ့အတူထပ်ပြီးနှိုးဆော်ကြပါရခင်ဗျာအဲ့တော့နောက်ထပ် သတင်းတပုတ်ကတော့တောင်ငူလေတက်ကိုပြစ်ခတ်လိုက်တဲ့သတင်းမှာဒါကတော့အိုရင်တွင်လေကြောင်းတိုက်ခိုက်မှုကိုလက်တုံပြန်တဲ့အနေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်ဒီသတင်းပြည်စုံကိုဆက်ပြီးတော့ပြောပြကြပါမယ်ခင်ဗျာကျောင်းသား20ကျော်တည်ဆုံးခဲ့ရတဲ့စစ်ရှုံးကောင်စီရဲ့အိုရင်တွင်ရွာစာတင်ကျောင်းလေကြောင်းတိုက်ခိုက်မှုကိုလက်တုံပြန်တဲ့အနေနဲ့ပဲခူးတိုင်းတောင်ငူမြို့မှာရှိတဲ့လေတက်စခန်းကို short တိုက် drone နေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Rider for Myanmar Video One ဖွဲ့တာဝန်ရှိသူကပြောပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကတပင်းရင်းမြို့နယ်အိုရင်းတွင်ရွာစာတင်ကျောင်းကကလေးတွေကိုဘုံညက်တပြက်ခဲ့တဲ့ပုံလက်တုံပြန်ခြင်းလည်းဖြစ်ပါတယ်လို့သူကပြောဆိုလိုက်တာပါတောင်ကူလေးတဲ့စကန်းကိုမေလာ၁၈ရက်နေ့မနက်7:48မိနစ်မှာတရခုံမမရှော့တိုက်ဒုံ၁၁လုံးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးရှော့တိုက်ဒုံ၈လုံးအောင်အောင်မြင်မြင်ပြစ်ခတ်နိုင်ခဲ့တယ်လို့သူကပြောပါတယ်ခင်ဗျာအဲ့တော့ဒီစစ်စင်ရေးကိုတော့ Brave Warrior for Myanmar VTB ဖွဲ့ရဲ့ဥဆောင်မှုနဲ့ Mountain Nike Civilian Defend for MKCDF Anticorp Fever Liberation for ACPLF နဲ့တန်တော်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ခင်ဗျာလေတဲ့စခန်းတွေကတော့တော်လန်ရေးအင်အားစုတွေအတွက်တင်မကဘူးပြည်သူတွေအတွက်ပါအတော်ဒုက္ခပေးနေတဲ့ရန်သူတပ်ဖွဲ့တွေဖြစ်တယ်သူတို့ကိုတိုက်ခိုက်နိုင်နေနိုင်ခြင်းကပြည်သူကိုကာကွယ်ပေးရရောက်တယ်လို့တော်လန်ရေးအောင်နိုင်ခြင်းရဲ့တော့ချက်လည်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကနိုင်တဲ့ဘက်ကနေပြည်သူရန်သူတပ်ဖွဲ့ကိုဖြိုလဲဖို့စူးစမ်းပေးနေတာပါလို့ အဲ့ဒီ brave warrior for မြန်မာရဲ့တာဝန်ရှိသူကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုအပြင်မှာစစ်ချုပ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်မှုတွေရှိတယ်လို့လည်းသူကဆက်ပြောပါတယ်ဒီစစ်စင်ရေးဟာ BWM ရဲ့38ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးစစ်ချုပ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စုံစမ်းနေတယ်လို့ဆိုပါတယ်ခင်ဗျာအဲ့တော့ new dollar ရေးအောင်မြင်စေဖို့စကားစလေးတက်ကိုပြိုလဲအောင် လေးတက်တွေတိုက်လေရင်တွေပိုင်းလို့တွေလေးရင်စီဘုံသီး ဒဇာတွေထုတ်လုပ်တဲ့စက်ယုံအပါဝင်လီတက်အားလီတက်ကိုအားဖြည့်တဲ့ထောက်တိုင်မျိုးစုံကိုနှိမ်နှင်းမှုလက်လန်းမီတဲ့တော်လိုင်းအင်အားစုတွေပြည်သူတွေကနိုင်တဲ့ဘက်ကနေဝိုင်းဝန်းကြိုးပမ်းကြဖို့မေတ္တာရက်ခံလိုပါတယ်လို့ဘီလမန်ဖွဲ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာဒါကတော့တောင်ကူလီတက်ထဲကို short တိုက် drone 7လုံးပြစ်ထားမှာ၈လုံးအောင်မြင်းမြင်းပောက်ကွဲခဲ့တဲ့သတင်းမှာအတော့နောက်ရက်မှာဒီထဲမှာဘာတွေများထိခိုက်ပြီးဘယ်နှကောင်များခံမလဲဆိုတော့ကျွန်တော်တို့သတင်းကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် ။နောက်တိုက်ပွဲသတင်းအကြောင်းအရာကကိုမြင့်သောအညာမြေစစ်စင်ရေးတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရယ်။မလေးတိုင်းမြင်းညက်ခရိုင်မှာပြုလုပ်နေတဲ့ကိုမြင့်သောအညာမြေစစ်စင်ရေးဟာဒီနေ့တောင်သာမြို့နယ်ထနောင်းကုန်းပြူစောတိရွာနဲ့ငထိုးကြီးမြို့နယ်ကဝက်လူရွာတွေမှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေပြီးစစ်ရှုံးကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဒရဇက်ပြုလုပ်နေတယ်လို့ဒေသခံတွေနဲ့ဒေါ်လာရင်းသတင်းရင်းမြစ်တွေထံကနေသိရပါပါတယ်ခင်ဗျာ။အဲ့တော့မေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင့်သောအညာမြေစစ်စင်ရေးမှာမြင်းချန်တောင်းသားနထိုးကြီးမြို့နယ်က စစ်ရှုံးကောင်စီစခန်းတွေကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေထဲမှာမြင်းကြံမျိုးအထွက်ကကြောက်ပြုတ်ရွာစီမီကုံနထိုးကြီးမြို့နယ်ကမြန်မာတရုတ်ဓာတ်ငွေပိုက်လိုင်းအဆောင်စခန်းဝလူရဲစခန်းတောင်သာမြို့နယ်ကစစ်တပ်နဲ့ယူစောတီပူပေါင်းတက်ထိုင်နေတဲ့ထဏောင်းကုန်းရွာတို့ကိုတော်လိုင်းတက်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမေလ18ရက်နေ့ထိတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။အဲ့တော့မေတီလာတရုတ်ဘက်ကနေဝိုင်းတွဲတွေ Jet Fighter တွေနဲ့ဇက်တိုက်လာနေတာနထိုးကြီးမြို့နယ်ကိုလည်းဝဲတယ် ချတာကတော့တောင်သားကိုတလုံးချသွားတယ်လို့ဒေသခံတူကပြောပါတယ်ခင်ဗျာဒီစစ်စင်ရေးမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မြင်းကြံခရိုင်တရင်နေတဲ့ကရဲဘော်တချို့ကြာဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်ဝလူစခန်းနေအခြေအနေကကိုဘက်ကစီးရင်အသာစီးနဲ့တိုက်ခိုက်နိုင်တဲ့အခြေအနေလို့ပြောလို့ရပါတယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်ကလည်းပြောပါတယ်ခင်ဗျာအဲ့လက်ရှိမှာမြင်းကြံမြို့ထွက်ကကြောက်ပြုတ်ရွာစစ်တပ်ထိုင်စခန်းနဲ့စီမင်းကုံမြို့ကစစ်တပ်စခန်းတွေမှာလည်းစီးရင်တင်းမာနေတယ်လို့သိရပါတယ် လက်ရှိအချိန်ဒီမှာကိုမြင့်သောညာမြေစစ်စင်ရေးနဲ့နှစ်ဖက်တိုက်ပွဲရလဒ်တွေကိုအပြည့်အစုံမသိရသေးပဲစစ်ရှုံးကောင်စီဘက်ကလေကြောင်းတစ်ကူအကြိမ်ကြိမ်ပြုတ်လုံနေလို့တိုက်ပွဲတွေလည်းပြင်းထန်နေစေပဲလို့ဒေသခံတွေနဲ့တော်လိုင်းရေးသတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာဒါကတော့မန္တလေးတိုင်းထဲမှာဖြစ်ပွားနေတဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေတော်လိုင်းရေးတိုက်ပွဲတွေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကချင်ပြည်နယ်မှာလည်းတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်ဘယ်နေရာဘယ်ဒေသတွေမှာဖြစ်နေလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့နားဆင်ရအောင်ပါ ကချင်ပြည်နယ်ဖားကန့်နန်းရာကားမိုင်းလမ်းမိုင်းမှာရှိတဲ့တရားညီနောင်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများပြားကလက်နက်ခဲယမ်းတွေနဲ့တင်းစီရရှိခဲ့ကြောင်း KNC ရဲ့သတင်းရင်းမြစ်ကပြောဆိုတာကိုတွေ့ရပါတယ်။အဲ့တော့ဒီကနေ့မေလ18ရက်မနက်ပိုင်းမှာဖားကန့်မြို့နယ်ဘက်ကိုဒီကားမိုင်းနန်းရာဖားကန့်လမ်းမိုင်းအတိုင်းအင်အား600လောက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်သားနဲ့ပြည်သူစစ်တွေကိုတရားညီနောင်အနီးမှာ KIA PD ရဲ့ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့တိုက်ခိုက်မှုအတွင်းမှာကျမ်းပတ်စစ်သားအများပြထိခိုက်သေဆုံးမှုများပြပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိထားကြောင်းသိရှိရပါတယ်ဒီမနက်ဆိုရင်လည်းတရက်ဦး sorry ပါဒီမနက်ဆိုရင်လည်းတရားညီနောင်တဝိုက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်စစ်ရှုံးကော်စီစစ်ကြောင်းကတရက်ကိုနည်းနည်းချင်းရှေ့ပြီးတိုးလာတာတလအတွင်းမှာတရားညီနောင်အထိရောက်လာတာပေါ့သူတို့ကထိခိုက်သေဆုံးတာတွေဒီလက်နက်တွေသိမ်းဆီးရရှိတာအများများရှိတယ် လမ်းတစ်လျှောက်မှာလဲစစ်ခွေးတွေအများကြီးတည်ကြတယ်လို့ KIA စီးရေးသတင်းမြစ်ကလည်းအချင်းတွေကိုပြောပြပါရယ်ခင်ဗျာဖားကန်မြို့နဲ့ဖားကန်နန်ယာကာမိုင်းလမ်းပိုင်းအင်းတော်ကြီးဝေခါဖားကန်လမ်းကြောင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ကဝေဟင်းမြေပြင်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေတာဖြစ်ပြီးဆစ်ရှုံးကောင်စီတပ်သားအင်အား600လောက်တင်ကားတစ်စီးဒရုန်းတွေအသုံးပြုပြီးချီတက်လာနေတာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်တို့ဒီကနေ့ညပိုင်းမှာတွေးရှိရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီသတင်းဖြစ်စဉ်တွေကိုစူးစိပြီးတော့ကျွန်တော်ဝေယံတဲ့အတူဝိုင်းတော်သားတွေကစူးစိတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့အထူးပဲမြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ